ဖျားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတူပါဆင်ခြင်ဖို့အတွက်ကောင်းစဉ်လေးရတော့ဖျားခင်အမျက်တော်ကိုကြောက်ရွံ့ပါဆိုတဲ့ကောင်းစဉ်လေးနဲ့အတူတူပါဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ချီးပြုခြင်းနဲ့ကြံချက်ကတော့90ခုမြောက်သောစာလံဒီကအကြောင်းအရာလေးတွေကိုဆိုတော့ဒါချီးပြုရမှာဝင်ငှခြင်းပါတယ် တော့ဒါ90ခုမြောက်သောစာလင်ကဖျားခင်ဤလူမောရှိပြုသောပထနာဆိုတော့မှသကောင်းစင်လေးတင်ထားတယ်။ဆိုမောရှိဒါဆူတောင်းတဲ့အရာမောရှိကဒါသူဖျားကိုကြည့်ပြီးတော့မှဆင်ကျင်ပြီးတော့မှဒီစာလင်ကိုရေးတာဖြစ်တယ်။နောက်ဒါသချင်းလေးဖြစ်မယ်သူခေတ္တကပြားတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။အချစ်ရတော့သချင်းနဲ့တော့နည်းနည်းတူပါတယ်နော်။သချင်းပုံစံမျိုးဖြစ်မှာပါ ဒီမှာကျွန်တော်တွေ့ရတာတစ်ခုကဆိုအငယ်၁၁မှာအမျက်တော်ရှင်ကိုအဘေသူတိပါသနီအမျက်ထွက်တော်မူခြင်းကိုကြောက်ရွံ့တင့်သည့်အတိုင်းအဘေသူကြောက်ရွံ့ပါသနီဆိုတော့အမျက်တော်ရှင်ကိုဖရာရဲ့ဒေါသဘသူတိလေအဲ့ဒီဒေါသကိုတကယ်တိတယ်ဆိုလို့ရှင်တိတဲ့အတိုင်းတိချာကိုတိကြရလားဒါမိကုမိထားတယ် ဒါကြောင့်ဒါအရေးကြီးတဲ့အရာဖြစ်တယ်ပေါ့။ဘာလို့လဲမိုးရှေက तू ကအများကြီးဟိုဖယားသခင်လှုပ်ခိုင်းတာတွေကိုလှုပ်လာတယ်။အဲ့မှာဖယားသခင်ပြုတဲ့အမှုတွေကို तू ကောင်းကောင်းတွေ့ပြီးတော့ဖျက်ဆီးလာရတယ်။နော်ဣတီလလူမျိုးတွေအေကုတုပြည်မှာကျုံခံနေရတဲ့အခါမှာဖယားသခင်ကသူ့ကိုတွားပြီးတော့ကယ်လှုပ်ခိုင်းတဲ့အချိန်မှာဒီကောင်းမှာ နောက်ဖျားသကားကိုနားမထောင်ခေါင်းမာတဲ့ဖာရောရှင်ဖြစ်ရင်ဆိုတော့ဖျားလောက်တာပါဒီနမိတ်လက္ခဏာ၁၀ခုကဧကုတ္တတန်းပြီမှာလောက်တဲ့နမိတ်လက္ခဏာ၁၀ခုကဖျားလောက်တာဒါပေမဲ့ဒါကို तू ကကိုစားကြားတဲ့ရနေလောက်တဲ့သူဖြစ်နေတာအဲ့ဒီမှာ तू ကလောက်လိုက်တယ်ဆိုရင်ဒါဒီအကုန်လုံးကဖျားခိုင်းလို့ तू ပြောလိုက်ရုံပဲဒါပေမဲ့နောက်ပိုင်းမှာ तू ပြောတဲ့ဥစ္စာဖြစ်လာဖြစ်လာတဲ့အခါမှာဧကုတ္တနိုင်ငံသားတွေ ရရဆက်ဆက်ကိုအိမ်မှာဟိုဒုက္ခဆင်းရဲကြီးစွာရောက်တာဒီနမိတ်လက္ခဏာ10မျိုးကအများကြီးပဲတွေ့ရတာဒါကျွန်တော်သိမိတာပဲနော်သွေးရည်ရသွေးတွေဖြစ်ကုန်တာတို့ဖားတွေတက်လာတာခြင်တွေတက်လာတာလူတွေအနေစိမ့်ဖြစ်သွားရတာနော်ပြီးတော့မှမှောင်မိုက်ကြီးကြာရောက်လာတာမတွေ့ရတော့ပြီးတော့ဒီလိုကျွန်တော်ညအမှောင်ပြောရမှာ तू ကဒီမှောင်မိုက်ဆိုတာ तू ကဒရက်တူရှိတဲ့မှောင်မိုက်ပုံစံမျိုး ဖြစ်တယ်ဆိုတော့နောက်ဆုံးခြေကူးမြောက်ဒါတာဥတီတွေဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါရင်းနဲ့သူကဟိုဘုရားသခင်ဆုံးမအတန်ခတ်တာအဓိကကတော့သူတို့ရဲ့ကိုးကွယ်မှုပိုင်းဆိုင်ရာတွေကဘုရားမကြိုက်မနစ်သက်တဲ့အရာတွေဖြစ်တဲ့အခါမှာဘုရားသခင်ပြောမှအဲ့ဒီလူမျိုးတွေအေဂုတုလူမျိုးတွေအေဂုတုရှင်ဘုရားရဲ့လူမျိုးဖြစ်တဲ့ဣတိလာလူမျိုးသူက မတရားကြုံပြုထားတဲ့အရာပေါ်မှာဘုရားသခင်ရဲ့ဆုံးမတန်ခတ်တဲ့အရာကြီးရောက်လာတာဖြစ်တယ်ဆိုတာကိုတွေ့ရအဲ့ဒါနဲ့ဒါကျွန်တော်သိပြီနောက်ဆုံးကြတော့သူလည်းမရတော့ဆိုဖာရောဘီရဲ့တာဥကိုတည်သွားတယ်ဆိုတော့လွတ်ပေးလိုက်ရတယ်လွတ်ပေးပြီးတော့မှဒါကျွန်တော်ထွက်လာတော့ဆိုပင်လေပင်လေဒီကမ်းခြေနာရောက်တော့တဲ့အေကုတုရှင်ဘီရင်ဖာရောမင်းကစိတ်ပြောင်းပြီးတော့မှ ထပ်လိုက်လာပြန်လိုက်လာတော့ဘုရားကဲတယ်ဣတိလလူမျိုးကဲတယ်အဲ့ဒီသူတို့မြင်နေရတဲ့စစ်တပ်တစ်ခုလုံးကအဲ့ဒီပင်လေထဲမှာဘုရားသခင်အဆုံးသတ်ပေးလိုက်တယ်ဘုရားသခင်ငါတို့ထွက်သွားမယ်မလိုက်လာတော့နဲ့ဆိုတဲ့ပုံစံကိုဒါငါလူမျိုးဆိုတော့ဘုရားပြတာပြတာကိုအေဂုတုရှင်ပြန်ကောင်းပါပြီးတော့မှဘုရားကိုတော်လန်ဆန့်ကျင်စွာနဲ့ လိုက်လာတဲ့အခါဘုရားခင်ဆုံးမလိုက်တာသူရဲ့စစ်တက်ကြီးကိုနော်ဒါလဲဒါကျမ်းစာထဲမှာမှတ်တမ်းတင်ထားတဲ့အတိုင်းပဲကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဒါဘုရားရဲ့အမျက်တော်သူရဆိုတော့ဒါဒီကိုမိုးရှေ့မြင်နေတဲ့အခါမှာသူကြောက်တယ်သူတွေ့ရတယ်ဒါနဲ့သူတို့တော်တဲ့ကိုဒီဣတိရလူမျိုးတွေခေါ်ပြီးတော့မှထွက်သွားကြပြီဆိုတော့အဲ့ဒီမှာလဲသူထပ်ပြီးကြုံရတာအများကြီးပေါ့လေအเจ้าရကြီးကတော့အများကြီးရှိပါတယ် အဲ့ဒီမှာမှခုနပြောတဲ့ကောရာဆိုတဲ့ပုဂ္ဂိုလ်တယောက်ကအာမောရှိပုံကန်တယ်မင်းတို့ကကွာဘုရားသခင်ကမင်းတို့ခန့်ထားတာဟုတ်ရဲ့လားဒီလူတွေကဒီတော့ဘုရားသခင်ကသူတို့ချစ်ပြီးသားပါသူ့လူမျိုးပဲဟာဆိုဒီလူတွေနေဘုရားသခင်ရှိတာပဲမောရှိအာယောနော်မီရီအန်တို့မင်းတို့ကပဲဟိုတိတ်ပြီးတော့မှဟို အရင်ဖြစ်လွန်ပါတယ်အရင်မင်းတို့စီကံတင်းကျပ်လွန်ပါတယ်နော်ဒီလိုမျိုးပြောတာဒါနဲ့မောရှိကိုလည်းပြစ်တင်ကြအမောရှိကလည်းစိတ်ဆိုးပြီးတော့မပြတ်ခင်ကျွန်တော်ဒါမျိုးသူတို့စီမှာမတရားတစ်ခေါက်မှမလုပ်ပါဘူးဆိုမှပြောတာအဲ့ဒါနဲ့ကဲဘုရားသခင်ကအဲ့ဒီဟိုနေကိုရာရဲ့နောက်မှာကိုရာစကောင်းနားထောင်တဲ့သူကနည်းနည်း150လောက်ရှိတယ်အဲ့ဘုရားသခင် လင်ဘန်းနေကင်ပြီးတော့မှကေဟိုနင်းလောက်တဲ့ပေါ့လေကျော်တို့ပူဆုံးမယ်ပေါ့ကျော်ဒါလောပန်လေးနဲ့ဒါလေးတွေထည့်ပြီးတော့မှလုပ်တယ်ပြီးတော့မှမှားရတယ်ကောရဒါတန်အဘိရန်တို့ရဲ့တိန်နာမှာသွားမနေနဲ့သူတို့မိသားစုနားမှာလေသွားမနေနဲ့လက္ခဏာကြတော့ညီကြီးကကိုယ်ပြီးတော့မှဒါကျွန်တော်တို့ကဟိုငလင်ကြုံဖို့ကျွန်တော်သိပြီ မြေကြီးကကွေးထွက်သွားတာကွေးပြီးတော့မှအဲ့ကျန်တဲ့သူတွေမှမပါအောင်တော့ကောရာဘီရန်ပြီးတော့မှအာသူတို့ရဲ့တဲတွေမြူလိုက်တာသူတို့မိသားစုလိုက်ကြီးသူတို့တွေရဲ့အော်တန်ဟိန်းထွက်ပြီးတော့မှကျန်တဲ့ဣတိလာလူမျိုးတွေကြားရတာအရင်ကြောက်တာအရှင်လက်လက်မရဏနိုင်ငံကိုပြီးဆင်းတယ်ကျန်စာအဲ့လိုပဲရေးထားတယ်ဆိုတော့ငရေတဲ့ကိုဆင်းသွားရတဲ့ပုံစံမျိုးပေါ့အရှင်လက်လက် ဆိုတော့ဒါတွေကိုမိုးရှေကတွေးကြောက်နေပြန်။ဟိုဘုရားခင်ကအမျက်ဒေါသထွက်လို့ရှင်အဲ့ဒီလောက်ထိအေးအေးယူတက်တဲ့ဘုရားဖြစ်တယ်။စီရင်တက်တဲ့ဘုရားဖြစ်တယ်။မင်းတို့ဒါတိချာမသိသေးလို့ရှင်ဒီကြောက်ရွံ့တင့်တဲ့အချိန်မင်းတို့ကြောက်သေးဘူး။တို့ကဒီမှာအဲ့ဒါကြောင့်ပြောတာအမျက်တော်ရှင်ကိုအဘယ်သူသိပါသနည်းအမြတ်ထွက်တော်မူခြင်းကိုကြောက်ရွံ့တင့်သည့်အတိုင်းဘေးသူကြောက်ရွံ့ပါသည်နည်းတော့ဒီအရာကိုပြောတာဖြစ်တယ်ဆိုတော့တွေ့ရတာ နောက်တော့တယောက်ရှိပါသေးတယ်နော်ဒါကလည်းခေါင်းဆောင်နေရပဲမီရီယန်မီရီယန်ဆိုတာသူကလည်းမိုးရှိကိုနည်းနည်း jealous ဖြစ်သွားတယ်ပြီးတော့မှသူ့ရဲ့ဟိုနေအာယုံသူ့ရဲ့မောင်သူစီယုံပြီးတော့မိုးရှိအငယ်ဆုံးဆိုတော့မိုးရှိကိုပဲဘုရားသခင်ကကောင်းကြီးပြီးမှလာငါတို့လည်းသူကငငယ်ကလေးကမိုးရှိကိုကယ်ခဲ့ရတဲ့သူပြနော်အဲ့ဒီခါကြတော့လေဒါဆိုငါတို့ကဩအခွင့်အာဏာမရှိဘူးလားဆိုပြီးတော့ သူကဖခင်ရဲ့ခန့်အပ်ခြင်းကိုပုံကန်ခြင်းတဲ့ဘုံမှာတွေ့ရတယ်ဆိုတော့ဒါကလည်းဘုရားသခင်ဘောက်သွန်တယ်လဲဆိုဝန်ခံတတ်ဖို့ ਨੇ ဘုရားသခင်ခန့်အပ်တဲ့သူ့ဘုံမှာကျွန်တော်တို့တစ္ဆာရှိစွာနဲ့အတူတူလှုပ်ဖို့ဆောင်ပွဲဖြစ်သွားဖို့ဘုရားသခင်လိုရှိတယ်ဒါပေမဲ့အဲ့ဒီမှာသူကခုနပြောသူဒဇင်ထောင်ခြင်းတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့ခါကျတော့လေဘုရားသခင်ကဆုံးမအာအာယုံကသွားပြီးတောင်းမှန်ဆုံးမတဲ့ကောင်ဘာဖြစ်သွားလဲဆို ဣတီလာလူမျိုးတွေအရင်ကြောက်တာအဲ့ဒါဘာလဲဆိုတော့ तू ကနှူရဲလို့ပြောနှူလို့ရှိရင် तू ကဘယ်ရသူတို့ဘာလို့ခံလဲဆိုလို့ရှိရင်ဒါဒါကျွန်တော်တို့ ਨੇ ဣတိလာလူမျိုးတမျိုးပဲမဟုတ်ဂျန်တဲ့လူတွေလည်းအဲ့လိုမျိုးပဲရှိမယ်ဂျန်တဲ့လူမျိုးတွေဆိုရဘောတော့အိတ်ခစ်တော်နူတဲ့အချိန်မှာဆေးမရှိဘူးပြီးတော့ကူးဆက်လည်းလိုရတာပြီးတော့ကူးလို့ရှိရင်ပြီးတော့အရန်ဒီယောဂပိုးကအစ်စ်တွေပါပြုတ်ကျပြီးတော့เนาะဒါကိုအခုတော့ဆေးပေါ်သွားပြီဆိုတော့ပြဿနာမရှိဘူးပေါ့ အဲ့ဒီတော့ကတော့ဆေးမရှိဘူးဆိုတော့အစ်စ်တီဘာတစ်စစ်ချင်းပြုတ်ကြပြီးတော့မှလူကကြုတ်ရှာကောင်းနေဥစ္စာဖြစ်တော့ဒါတက်ပြင်ထုတ်ထားရတယ်ဆိုတော့တွေးရတယ်။ဒါနဲ့မီဒီယာဒီလိုပြောပြောတဲ့အခါမှာမောရှိကိုပြောတဲ့အခါမှာတခါတည်းဘာဖြစ်လဲဆိုတော့လူဟိုသူဘုရားသခင်ရဲ့စီရင်ခြင်းအဲ့ဒီမှာရောက်လာတာဆိုတော့အဲ့အဲ့ဒါနဲ့မောရှိကိုအာယုံကဝိုင်းပြီးတော့မှတောင်းပန်ပေးရတယ်။မောရှိကတော့တကယ်စိတ်တော်တာ အကောင်းနဲ့နူးညံ့တဲ့တိမ်မွေ့တွေဆိုတော့ကျွန်တော်တွေ့ရတာကျွန်တော်တွေ့ရမယ်အရာဖြစ်တယ်ပြောချင်တာဟိုအဲ့မှာလဲဖရာရဲ့အမျက်တော်သူတို့မောရှိကောင်းကောင်းမြင်ရတဲ့ခါမှာဒါကြောင့်ဒီဆာလန်လေးကိုသူကခြာရည်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့ကျွန်တော်စဉ်းစားတယ်ဒါဖရာကိုစိတ်ဆိုးစီရဖရာကိုဒေါသထွက်စီရဘာလဲဆိုလို့ရှိရင်ဖရာမကြိုက်တာကိုကျွန်တော်တို့လောက်တာပေါ့အပြစ်ပေါ့ဗျာနော် အပြစ်ဆိုလို့ရှိရင်အပြစ်ကဖျားမကြိုက်တာကိုကြည့်တယ်ဖျားမကြိုက်တာကိုပြောမယ်ဖျားမကြိုက်တာကိုစဉ်းစားမယ်ဖျားမကြိုက်တာကိုလုံးကိုတီးလေးရအောင်ဒါတွေအကုန်လုံးပါတယ်တခုမကြိုက်အကုန်လုံးပါတယ်စွတ်ဒါတွေကိုကျွန်တော်တို့ပြန်ပြီးစဉ်းစားတဲ့အခါမှာဒီအရာတွေကျွန်တော်ထင်မှရှိလားဆိုတော့ပြန်စဉ်းစားဆင်ခြင်လို့ရှိရင်တော့ရှိတာပေါ့နော်ဒါတွေကရှိတာပေါ့ ိုဒီအရာတွေအတွက်ကိုကျွန်တော်သတိထားရမယ်ပြီးတော့မှဖျားရှိမှဖျားမကြိုက်တဲ့အရာတွေကဘလောက်တောင်ဖျားသခင်နားလေတိထားပြီးသားလေဆိုလို့ရှိရင်ဒါငယ်ရှစ်မှာတွေ့ရတယ်ကျွန်တော်တို့ဒူးရဲ့မြားကိုရှိတော်နိုင်လက်ကောင်ဖွတ်ထားတော့အကျင့်များကိုမျက်နာတော်အလင်းတင်းနိုင်လက်ကောင်ခလန်ထားတော်မူ၏ဒူးရဲ့ဆိုတော့ကျွန်တော်တို့လောက်တာကျူးလွန်ပြီးလောက်လိုက်တဲ့အရာတွေရှိတယ် ဲ့ဒါဖခင်ရဲ့အရှိမကျွန်တော်ပုံနေပြီးသားဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဖွက်ထားသောအจิตများကိုမျက်နာတော့အလင်းနေနိုင်လှန်ထားတော်မူ၏ကျွန်တော်တို့တူတူတိတ်တိတ်နဲ့လှုပ်ထားတဲ့ဖခင်မကြိုက်မနစ်သက်တဲ့အဖြစ်တွေလှုပ်ဆောင်မှုတွေဒါပေမဲ့ဖခင်ရဲ့အလင်းထဲမှာကျတော့အကုန်လုံးပုံပြီးသားပဲဒါကျွန်တော်တို့နားလည်ပြီးသားပါဒါကျွန်တော် ထပ်ပြီးတော့မှ remind လုပ်ပေးတာဆိုတော့ကျွန်တော်တို့86တွေးတဲ့ဖခင်မကြိုက်မနှစ်သက်တဲ့အရာတွေကျွန်တော်တိတ်တဆိတ်လှုပ်ဆောင်တဲ့အရာတွေဘုရားသခင်အကောင်းဆုံးသိပါတယ်เนาะဒါတွေဆိုတော့အဲ့လိုမျိုးတွေကဒီမိုးရှိခေတ်ကာလမှာသာဆိုလို့ရှင်တော့ဒါအရေးယူခံရတော့မေးဆိုတော့ကျွန်တော်နားလဲရတယ်ဒီနေ့ဒီချိန်ခါမှာကျတော့ကျွန်တော်ကကျေးဇူးကိုခံစားရတဲ့သူတွေဖြစ်သွားတယ်ဒါကြောင့် ကျွန်တော်ကြီးစုတော်ချီးမွမ်းနေဟာလေလုယာဘာဖြစ်လို့လဲဆိုလို့ရှိရင်ယေရှုခရစ်တော်သာမကြွလာလို့ရှိရင်ကျွန်တော်လည်းတကယ်လွယ်မှာမဟုတ်နော်ဆိုတော့သခင်ယေရှုခရစ်တော်ကျွန်တော်တို့အပြစ်တွေလက်ဝါးကားတိုင်းမှာဖြေရှင်းပေးခဲ့တာအဲ့ဒီအပြစ်လို့ပြောတဲ့အခါမှာကျွန်တော်တို့အာရင်ဧဝပါလာတဲ့ဗီဇအပြစ်ပြီးတော့မှကျွန်တော်တို့ရဲ့ပြုတ်မဲ့ဒူးရိုက်ပြစ်တွေအကုန်လုံးအတွက်ကိုလေဖခင်ဖြေရှင်းပေးလိုက်တယ် ဆိုတော့တွေ့ရတယ်။ဆိုတော့ဒါခေကျေးဇူးတော့ပဲဗျ။ဒါကြောင့်ကျွန်တော်တို့ ਨੇ သက်ဆိုင်တဲ့အမျက်ဒေါသကျွန်တော်မှာရှိတဲ့အပြစ်ကြောင့်လုပ်တဲ့အမျက်ဒေါသအကုန်လုံးကိုခမည်းတော်ဖခင်ယေရှုခရစ်တော်ပေါ်မှာတခါတည်းစီရင်လိုက်တာ။ဆိုအဲ့ဒါကကျွန်တော်တို့အရန်ကျေးဇူးတော်ဖြစ်သွားတယ်။တနာချင်းကယူနောက်ခင်းရနေဆိုတော့အဲ့ဒါမှကျွန်တော်တို့နားလေသဘောပေါက်ရတယ်။ဒါကြောင့်တခုခုဆိုလို့ရှိရင် ကျွန်တော်တို့ကကျွန်တော်သိကောင်းနေလို့ကျွန်တော်ဒီချိန်မှာအာငါဒါကြိုက်ဘယ်မှကြိုက်တာလုပ်ပြီးမလဲဘာမှမဖြစ်ပါလားဆိုတော့ကျွန်တော်တို့အဲ့လိုမတွေးနဲ့အဲ့လိုတွေးလို့မရဘူးကျွန်တော်တို့ကိုစားခရစ်တော်ကလက်ဝါးကားတိုင်းမှာစီရင်ပေးပြီးသွားပြီအဲ့လိုစီရင်ပေးပြီးသွားတဲ့အရာအတွက်ကြောင့်မလို့တခုခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒူးဆက်ကိုလုပ်ပြီးမယ်ခရစ်တော်ကကျွန်တော်တို့ကိုစားချားတဲ့ကမလုပ်ပြီးတဲ့သူလဲဆိုလို့ရှိရင်ရှောက်လွေးချက် တင်ပေးတဲ့သူဖြစ်နေတယ်ဆိုတော့တွေ့ရတယ်။အကြာခံကိုရောသူ့ကိုမလုပ်ပါနဲ့။ तू ကတော့ကျွန်တော်ကိုရောရဲ့စီရင်ခြင်းအပြစ်အတွက်စီရင်ခြင်းနဲ့မှာသူ့အပြစ်အတွက်ကျွန်တော်ခံပြီးပြီလေအေးချေပြီးပြီလေကျွန်တော်အသွေးတော်အပြင်သူ့ကိုရွေးဝေပြီးပြီလေကျွန်တော်မျိုးဂျားရီကနေခရစ်တော်ကနေပြီးတော့မှကျွန်တော်ကိုယ်စားအမြဲတမ်းရှောက်လေချက်တင်ပေးနေတယ်ဆိုတော့တွေ့ရတယ် ဆိုအဲ့ဒါကကျွန်တော်အပြစ်လွတ်เสียကြောင်းဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်အပြစ်ကိုကျွန်တော်တို့ကဟို license ရပြီးတော့မှဟာငါအပြစ်လွတ်လို့ရတယ်ဆိုတဲ့ဥစ္စာမျိုးမတွေးပါနဲ့ကျွန်တော်တခါလင်းမတော်တဆမှားပြီးတော့ပဲလောက်တာဖြစ်ပါစေတကယ်တတိလက်လွတ်ဖြစ်ပြီးတော့မှလုံမိလိုက်တဲ့အပြစ်မျိုးပဲဖြစ်ပါစေ တမင်တကာကျူးလွန်နေတဲ့အရာဆိုလို့ရှိရင်တော့ဒါမကောင်းဘူးဆိုကျွန်တော်တို့မှာရှိနေတဲ့အဖြစ်တွေကဒါခရစ်တော်ကြောင့်ကျွန်တော်တို့ပြည့်လို့ရရှိပြီဆိုတာကိုဒါကျေးဇူးတော်အဖြစ်ကျွန်တော်နားလေရတယ်ဒါကြောင့်ငွေစနစ်ကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီပညာတရားကိုနှလုံးသွင်းမိမိအကြောင်းကိုယ်နှစ်ရဲ့ကာလကိုရည်တွက်နိုင်စေခြင်းကတုံ့တင်တော်မူပါဆိုကျွန်တော်တို့ရဲ့ ျန်တဲ့နေ့ရက်ကာလကျွန်တော်တို့ရဲ့ကျန်တဲ့နေ့ရက်ကာလမှာခုနဖျားမကြိုက်မနှစ်သက်တဲ့ဒူးစရိုက်ကိုကျွန်တော်တို့မပြုတ်ဘဲနဲ့ကျွန်တော်တို့ကဘာလို့ရမလဲဆိုလို့ရှိရင်ဖျားသခင်နှစ်သက်တဲ့အသက်တာနဲ့ဆက်ပြီးတော့မှအသက်ရှင်သွားဖို့အတွက်လိုအပ်တယ်ပြီးတော့မှခုနအဖြစ်ဒူးစရိုက်ကိုပြုတ်မိခဲ့တယ်ဆိုလို့ရှိရင်လေဒါကျွန်တော်တိယိုတကူလို့ခေါ်တဲ့ဝန်ချတောင်းပန်ခြင်းနဲ့ ကျွန်တော်ဝန်ချတောင်းလို့ရပါပြီ။ကျွန်တော်တို့အပြစ်များကိုဘုရားရဲ့အရှိမဝန်ချရတယ်။တောင်းပန်တယ်။ဒါကိုလုပ်လို့ရှိရင်ဂတိထားတဲ့အတိုင်းနဲ့သခင်ယေရှုအသွေးတော်အပြင်ကျွန်တော်အပြစ်များကိုစီကြိုပြီးပြီဆိုတော့ပြန်ပြန်ပြီးတော့မှဆင်ခြင်အောင်ဝေးပြီးနောက်တစ်ခါဒါမျိုးအပြစ်မလုပ်တော့ဘူးအတွက်ဘုရားသခင်ကြီးမှာကျွန်တော်ဆုတောင်းရမှာဖြစ်တယ်ဆိုတော့ပြီးရတယ်။ဒါကြောင့်သူကပြောလို့ဆိုတော့နေ့ရက်ကာလကိုရည်တွေ့နိုင်စေခြင်းကဆိုတော့ကျွန်တော်တို့ကျန်တဲ့နေ့ရက်ကာလမှာဘုရားရဲ့ အလူရောနဲ့ညီအသက်ရှင်မလားဒါမှမဟုတ်ရှင်အဲ့အဖြစ်ဒူးစရိုက်ထင်းမှာပဲသွားပြီးတော့မှဝန်ချတောင်းမှန်ခြင်းနဲ့ပဲနိယကလောက်ကုံသွားစီမလားဒါကိုပြန်ပြီးတော့မှစဉ်းစားဆင်ခြင်ဖို့အတွက်လိုအပ်တယ်ဒီဆလန်ကတော့ခုနပြောသလိုဖရာသခင်အမျက်ဒေါသစီရင်တဲ့အရာကို तू ကတွေ့တဲ့အခါမှာအရန်ကြောက်လူကအဲ့အချိန်မှာဘာမှမဟုတ်တော့ဘူးဆိုတာမိုးရှေကမြင်သွားတာ ဖျားရဲ့အမျက်ဒေါသနဲ့ကြုံလိုက်ရပြီဆိုလူဟာဘာမဟုတ်တော့ဘဲနဲ့တကယ်ပဲလုံးဝဟိုဖျားရဲ့ပြုသည်မြနှုတ်လိုက်ရတဲ့အချိန်ဒီထဲမှာဖုန်ဖုန်နဲ့ကြည်သွားတယ်ဆိုတာကိုတွေ့ရတာဘုနော်အဲ့လိုမြင်ရတယ်ဆိုတာနားလေရတယ်အခုဒီမှာကျတော့ခရစ်တော်ခံပြီးလိုက်တဲ့အခါမှာခရစ်တော်ကကျွန်တော်တို့ကိုယ်စားကားတိုင်းမှာဖြည့်ရှင်းပြီးလိုက်တဲ့အခါမှာကျွန်တော်တို့ကတခါကြီးကြောက်လို့ရှိရင်အဲ့ဒါကိုပဲအခွင့်အရေးယူပြီးတော့မှ တခါလေဒူးရက်ကိုလုံနေတဲ့အနေအထားမျိုးရှိရဆိုလို့ရှင်ကျွန်တော်တို့ရဲ့နေ့ရက်ကာလတွေကိုပြန်ပြီးတော့တည်ထားပါကျန်တဲ့နေ့ရက်ကာလကညီးနေပါပြီဆိုတော့လူတစ်ရက်တည်းတည်းရဲ့ဒါလောကထွက်ခေါ်သွားဖို့အတွက်ညီးပြီလေတော့တော့ကျွန်တော်သိပါတယ်ဒါကြောင့်ဒီအခြေဒီနေ့ရက်မှာကျွန်တော်ပြင်ဆင်ဖို့အတွက်ကျွန်တော်ရဲ့အသက်တာကိုပြင်ဆင်ဖို့အတွက်လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုနကပြောတဲ့ဒီ ခွက်ထားတဲ့အကျင့်တွေပဲဖြစ်ဖြစ်နော်ဒူးစရိုက်တွေဖျားရှိမှာအကုန်လုံးဒါလင်းနေပါတယ်ဒါကြောင့်ဒါတွေအကုန်လုံးရှင်းထုတ်ပြီးတော့မှဖျားရှိမှာဝန်ချတောင်းပန်ပြီးတော့မှကြံတဲ့နေ့ရက်ကာလကိုစဉ်းစားဆင်ခြင်ပြီးတော့မှဘုရားသခင်လိုလိုရှိတဲ့အတ္တနာနဲ့သက်ရှင်ခြင်းအဖြစ်ဘုရားဘုံထင်ရှားတဲ့သူတွေဖြစ်ဆက်လက်ယတ္တိသက်ရှင်ရအောင်လို့ငငယ်ဝင်ကြပါတယ်အားလုံးပေါ်မှာဖျားခင်သားရေကောင်းချီးပေးပါစေ